အာနာသိန်းနောက်ဆက်တွဲမင်းသိ2020အလွန်မြမလူဖွဲ့စည်းဟာတဟုန်တို့ပြစ်တက်မဲ့လမ်းတစ်ပေါ်ကို ရောက်နေရမှာဖြစ်ပါတယ်။ထို့ပေမဲ့အာနာသိန်းခံလိုက်ရတော့လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီက ကျုံဝင်သွားပါတယ်။စစ်ဘောင်ကျဲအောင်လောက်ခံရတယ်။အရက်ဖက်ဘောင်ကကျင်းသွားပါတယ်။ဒီလိုနဲ့လွန်ဆွဲအားပြိုင်ကြရင်ရုံရင်းစံခတ်တွေဖြစ်ကုန်ကြတယ်။ တည်ဆောက်ရေးကာလမှာပရိုဂရမ်တွေကအခရာကြပြီးတော်လှန်ရေးကာလမှာတော့စလိုဂန်တွေက နေရာရပါတယ်စလိုဂန်ဆိုတာရွေးကြော်သံတွေကိုပြောတာဖြစ်ပါတယ်တံပီကိုတွန်းတင်မှုနယ်ပယ်အမျိုးမျိုးဂန္ဓာအမျိုးမျိုးတွေပရိုဂရမ်တွေရေးဆွဲပြီးစီမံကိန်းတွေကောင်းထဲပေါ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေရေးဆွဲတံပီကြီးပွားဖို့စူးစမ်းရုံးကန်နေကြရမယ့်အချိန်မှာမြမလူလူဟာ ကျွေးကြော်တန်တွေနဲ့ပြန်လည်နှပါသွားနေရပါတယ်။ကျွေးကြော်တန်တွေမအောင်ကျင်တော်ဘူးဗျာ။တမိုင်းစဉ်ဆက်ဆက်ကို ကြည်လိုက်ရင်ကျွေးကြော်တန်တွေမျိုးစုံអော်ကေပေါင်းများပါပြီ။အတိတ်ကကျဲလောင်စွာអော်ဟစ်ခဲ့တဲ့ကျွေးကြော်တန်တွေကို အခုထပ်ပြီးអော်နေရပါတယ်။ကျွန်တော်သဘောကတော့ကျွေးကြော်တန်တွေអော်နေရတဲ့ဝတ်ဘေးကနေกินလို့ချင်ပါပြီ။ဒီနေရာမှာ ရွေးကြော်သံတွေအော်နေရခြင်းကိုဝိဘေးလို့တုံနှုံလိုက်လို့တချို့သဘောတွေ့ခြင်းမှတွေ့ပါလိမ့်မယ်လွတ်လပ်စွာသဘောထား꿰လွဲနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံဟာတည်ငြိမ်အေးချမ်းပြီးကိုယ့်လုပ်ကိုအေးအေးဆေးဆေးလုပ်နိုင်နေရင်ရွေးကြော်သံတွေအော်စရာမလိုတော့ဘူးလို့ယူဆပါတယ်နိုင်ငံသားတအူးချင်းဟာနိုင်ငံသားခွင့်ရေးပြည့်ပြည့်ဝဝနဲ့ကိုယ်ယုံကြည်ရာကိုဒီဇိုင်းမမတ်လွတ်လွတ်လပ်လပ်လုပ်နေနိုင်ရင် ဒေါ်လန်ကြီးကြွေးကြော်တန်တွေဩဇာယမလိုတော့ဘူးလို့ထင်ပါတယ်လွတ်လပ်ငြိမ်းချမ်းပြီးဂုံတိတ်ခါရှိတဲ့လူပတ်ဝန်းကျင်ခေတ်စနစ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရင်ကျွန်တော်တို့ဟာဒေါ်လန်ကြီးကြွေးကြော်တန်တွေကိုဩဇာယမလိုတော့ဘူးလို့ထင်ပါတယ်ခမရနဘေးကိုခဏလောက်ဝေဝဲကြည့်ကျွန်တော်တို့နဘေးအင်းကြီးနိုင်ငံတွေကိုကြည့်လိုက်ပါ တိတ်မဝေးกว่าတဲ့ခလန်းလန်းကနိုင်ငံတချို့ကိုကြည်လိုက်ပါပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်သတင်းဌာနတွေကအာကာသကိုဒုံးပြန်စင်းပို့လွှတ်ပြီးတော့လိုအပ်တဲ့အာကာသရင်မှူးတွေကိုအင်အားထပ်ဖြည့်တဲ့သတင်းတွေပေါ်ပြနေပါတယ်အဲ့ဒီချိန်မှာမြန်မာပြည်ဟာစစ်ပေးရှောင်ပြည်သူတွေအကြောင်းနဲ့နေရက်စွန့်ခွာထွက်ပြေးတဲ့နေဆက်ဒေသကဒုက္ခတွေတွေအကြောင်းသတင်းတွေပေါ်ပြနေပါတယ် ိန္ဒိယရဲ့သတင်းမီဒီယာတခုကအိန္ဒိယရဲ့စတော့ဈေးကွက်အတက်ကျသတင်းတခုကို တင်ဆက်နေပါတယ်။ဗီယက်နမ်မှာ online digital ဈေးကွက်ဘလောက်တိုးတက်လာတဲ့ဆိုတဲ့သတင်းစင်ကာပူမှာတကြီးရွယ်အိုစောင်းရှောက်မှုအစီအစဉ်တွေဘလို့တိုးမြင့်လိုက်တယ်ဆိုတဲ့သတင်းဂျပန်မှာတီထွင်လိုက်တဲ့စက်ရုပ်တွေကိုပြာဝဲတစ်ခုလုံနေတယ်ဆိုတဲ့သတင်းထိုင်းမှာတော့ဘလို့စိုက်ပျိုးရေးနည်းပညာတွေနဲ့ထုတ်ကုန်တွေထုတ်နေတယ်ဆိုတဲ့သတင်း အဲ့ဒီချိန်မှာမြမပီအတွက်သတင်းတွေကတော့ဘယ်နေရာဘယ်ရုံးရှိမှာဘုံပေါက်တဲ့သတင်းဘယ်မြို့တွေမှာအာနာရှင် ဖြီဆန်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့သတင်းပြည်သူလူထုဗနအူးအဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းစစ်ကြောရေးမှာဘယ်လူငယ်လေးတေဆုံးသွားတယ်ဆိုတဲ့သတင်းစစ်ဘေးရှောင်ပြည်သူတွေအတွက်ပို့ဆောင်ပေးတဲ့ဆန်နဲ့ဆေးဝါးတွေကိုစစ်တပ်ကဖမ်းဆီးပြီးမိရှုဖြစ်စည်းလိုက်တယ်ဆိုတဲ့သတင်း ပြည်သူဝန်ထမ်းတွေအာဏာပြစံရေးလှုပ်ရှားမှုမှာထောက်ပံ့ငွေနှဲပါနေပြီဆိုတဲ့သတင်းဘယ်ကြေးရွာတွေမှာစစ်ကောင်စီအကြမ်းဖက်တပ်ကရွာလုံးကျုံမီရှို့လိုက်လို့တက်ကြီးရွယ်အိုတွေနဲ့ပတ်တန်ဆွမ်းပြည်သူတွေမီးလောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းမင်းတပ်မျိုးမှာစေဝါလုံလုံလောက်လောက်မရလို့ခုနလာသားကလေးလေးတယောက်တေဆုံးသွားတယ်ဆိုတဲ့သတင်းဒီမော့ဆိုမှာစစ်တပ်ကပြစ်တက်ထားလို့မြို့ထဲမှာလူသေးလောင်းတွေ ုတ်ပွားနေတယ်ဆိုတဲ့တဲ့နေဇက်ဒေတာမှာစစ်အာဏာရှင်ကိုတိုက်ပြဖို့စစ်တင်နှန်းကိုခက်ခက်ခဲခဲတင်ကြားနေကြသူ လူငယ်တွေရဲ့တဲ့ဗေနီယာဗေမျိုးရဲ့ဆန္နာပြပွဲမှာအရက်ဝက်သွင်းနဲ့ဝင်ဖန်းလို့လူငယ်ဗနဲ့ဦးရိုင်းနဲ့ဖန်းစီခေါ်ဆောင်သွားခြင်းခံလိုက်ရတယ်ဆိုတဲ့တဲ့ဗေသတင်းမီဒီယာရဲ့သတင်းတောင်တစ်ယောက်ကို ဖန်းစီထားလိုက်ပြီးဆိုတဲ့တဲ့ ြည်သူခေါင်းဆောင်ကိုနေအိမ်အကျဲချုပ်ချထားလို့လိုအပ်တဲ့စေဝါနဲ့ရိတ်ခါတွေ ပို့တာအချိန်မီမရောက်လို့ပေးလိုက်တဲ့ရိတ်ခါမုန်တချို့ပုတ်တိုးပျက်စီးသွားတယ်ဆိုတဲ့သတင်းစန္ဒပြတန်ငါတွေနေတဲ့ဘုံကြီးကျောင်းတစ်ခုကိုစစ်တပ်ကတနပ်ဖောက်ချင်းချောက်တယ်ဆိုတဲ့သတင်းအန်တွေမှာ ပြည်သူတွေဟာငွေကိုနိုင်ပြီးပေါင်းမြောင်များစွာ တန်းစီတိုးဝှေ့ပြီးထိုးယူနေရတယ်ဆိုတဲ့သတင်း ဘယ်လမ်းပိုင်းကိုပိတ်ထားလို့ဂုံကားတွေသွာလာမှုပိတ်ဆို့ကုန်တယ်ဆိုတဲ့တဲ့င်းတိလဝါမှာဘယ်နိုင်ငံခြားကုမ္ပဏီတွေထွက်သွားပြီဆိုတဲ့တဲ့င်းလိုင်းသားရထဲကျုပ်ဆက်ယုံဘယ်နှခုပိတ်လိုက်ရပြီဆိုတဲ့တဲ့င်းမုံရမျိုးနဲ့ရွှေဘိုမျိုးကဈေးကြီးတွေမိလောင်သွားပြီဆိုတဲ့တဲ့င်းအခြေခံစားသောက်ကုန်ဖြစ်တဲ့ကျုပ်နဲ့ဘဲဦးစံသေးတွေဘလောက်တက်လာပြီဆိုတဲ့တဲ့င်း မြို့ပေါ်တွေမှာ အနှိတ်ခမ်းမာဆက်တွေငယ်ရွယ်နုပြိုချောမောတဲ့အမျိုးသမီးဝန်တန်းတွေအလိုရှိတယ်ဆိုတာကြီးညာထားတဲ့အလုတ်ခေါ်စာစတဲ့တဲ့ရင်တွေဟာညီမပြီမှာပြောမဆုံးပေါင်းတော်သုံးတောင် ဖြစ်နေပါတယ်ညီမပြီမှာတက္ကသိုလ်တွေပြန်မဖွင့်သေးပါညီမပြီမှာအင်တာနက်ကန့်သက်ခံရမှုအကြီးကျယ်ဖြစ်နေပါတယ်ညီမပြီမှာတိုင်းပြည်ကိုစွန့်ခွာပြီးနိုင်ငံသားထွက်ဖို့ကြိုးစားနေတဲ့ လူငယ်လူရွယ်တွေအများကြီးရှိနေပါတယ်မြန်မာပြည်မှာဘန်တွေပျို့လူလူဖြစ်နေပါပြီမြန်မာပြည်မှာနေဆက်ကုံသွယ်ရေးတွေပိတ်ဆို့ခံလိုက်ရပါပြီကြေးရွာတွေမှာတိုက်ပွဲတွေကြောင်းတောင်သူလယ်သမားတွေတောင်ယာလဲလို့လို့မရတော့ပါចောင်းသားတွေចောင်းတက်လို့မရတော့ပါတော်တော်များများလှုပ်ပြုတ်ကုန်ကြပါပြီစီဝါရေးတွေမလဲပတ်နိုင်တော့ဘူးသတင်းမီဒီယာတွေပိတ်ခံလိုက်ရပြီတော်တော်များများသောသတင်းတောက်တွေ ိုတိုင်းတရင်မယူနိုင်ကြတော့ဘူးစစ်ပွဲတွေတိုက်ပွဲတွေလေချောင်းစစ်စင်ရေးတွေဘုံခွဲတာဆန္ဒပြတာတပိတ်မှောက်တာစစ်ကြောရေးမှာညှင်းဆဲပြီးအသက်ခံရလို့အလောင်းတောင်ပြန်ထုတ်ခွင့်မရှိတာစတာတွေဟာဒင်းချံပြည့်နှက်လို့နေပါတယ်ခင်ဗျာ